တော့ဒီနှလုံးသားမှာကျွန်တော်ကရှိနေတဲ့ frequency တခုကိုကျွန်တော်က control လုပ်နိုင်သွားပြီဆိုရင်အာ energy ပဲဖြစ်ဖြစ် frequency ပဲဖြစ်ဖြစ်ကိုလိုချင်တဲ့အရာတခု statement တခုကိုကအချက်ချင်းအမြင်ရောက်နိုင်တာပေါ့ အာစိတ်ကိုကျွန်တော်ကစိတ်နဲ့ပြန်ကုစားတဲ့ပုံစံမျိုးပြောလို့ရတယ်ဗျအဲ့တော့ကျွန်တော်ကဒီကိုခံစားလိုက်ရတဲ့အရာတစ်ခုကိုအာရေရှည်မခံစားတော့ဘဲနဲ့ဖြစ်ချောင်းတူပြီးတော့အာခဏလေးနဲ့တတိကတ်သွားတာပေါ့ဒီဆောင်းရင်းလေးရဲ့အာသာချက်က အာမဖြစ်ရှင်းနိုင်တဲ့ကိစ္စတွေစိတ်နဲ့ပတ်သက်ပြီးတော့ဗောနော်အခုဆိုလည်းအခုလက်တော်ဆိုတဲ့လူတိုင်းကစိတ်နဲ့ပတ်သက်ပြီးတော့ဟိုအခက်ခဲဖြစ်ကြအများတယ်ဗောနော်အဲ့တော့စိတ်နဲ့ပတ်သက်ပြီးဖြစ်တဲ့ဟာကိုကိုချင်းပုံစံမျိုးအနေနဲ့ remind ဗောနော် reminder အနေနဲ့အဲ့လိုပြောပေးတဲ့နေရာနေပြောပေါ့ပင်ပေးဖြစ်တာဗောနော်အငွေစာမှာတော့ emotional frequency awakening ဗောနော်အဲ့တော့12လပိုင်း7 7 2 7 3 3ရဲ့ကျင်းပါမှာပေါ့အဲ့မှာဆိုရင်ဒီ hotel ခရောပြေခကြရင် transportation ကရောအကုန်လုံး BC 72သိန်းအတိနဲ့အမရှင်တာလုတ်ပေးထားရပေါ့